လာဘပြောမျိုးတွေမနေ့ပြန်ပွဲရှိတယ်ဗျာ Gilbert Burns နဲ့ Michael Morales နဲ့သူတို့အကြောင်းမပြောခင်ပြီးခဲ့တဲ့တပတ်ကပွဲအကြောင်းပြော Welterweight UFC ရဲ့ Welterweight title ကကပတ်က champion ပြောင်းသွားပြီပေါ့နော်ကျွန်တော် main card ကြည့်အောင်ဒီကောက်နိုင်သွားတယ် Benoit သူက Benoit sandnisa သူချုပ်လိုက်တာဗျာဘလို့ချုပ်လိုက်လဲဆိုတော့အဲ့မှာလဲသွားတော့ကို arm triangle ဘောနော်အဲ့လက်မောင်းနဲ့လက်နဲ့အဲ့မှာဖိ11အစ်သွားတော့အဲ့လိုအဝင်းခေါ်လာမှုပြန်လာတော့ဘောနော်သူကလည်းပွဲကကောင်းနေတာတော့ ကောင်းနေတာနဲ့ရုတ်တရက်နှစ်ပွဲစားတိုက်ရှုံးသွားတော့ပေါ်ရီယိုကိုရှုံးတယ်မိုက်ကန်ကိုရှုံးတယ်အခုမှဝင်းကောလာမှုပြန်အောင်လာတော့သူ့အတွက်ကတော့ကောင်းတော့နောက်နောက်တစ်ပွဲက तू က Alexa Grasso နိုင်မယ်ထင်တယ်ဒါပေမဲ့ तू ကနောက်တက်တဲ့နောက်တက်တဲ့ရွှေကြပင်ကပိုကောင်းတယ်ဘောနော် तू က striking အတိုင်းနဲ့ ကျွေးသွားတော့ Alexa Gra ဆိုလဲတိုင်ပတ်သွားတယ်ဒါသူ slow motion နဲ့ဒီမှာသူ UFC အတင်းမိထားတဲ့ control mic နဲ့အဲ့အသေးလေးမှာပြန်ပြရင်အဲ့ဟိုက Brazilian တူလားအဲ့မျိုးသမီးကတော်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 ကောင်းတယ် Alexa Gra ဆိုကဘာမှပြန်မလုပ်လိုက်နိုင်သိပြီတော့အဲ့ဟို boxing ကောင်းဝင်ရယ် အဲ့တော့ဒါမဲ့ကောင်းပါတယ်နှုတ်မဆိုရင်တို့ကတို့အတန်းမှာ chef chain ကိုနိုင်မဲ့လူမရှိဖြစ်နေအောင်နော်အဲ့ဒီတယောက်တက်လာတော့လေ Natalia Silva သူကဟို Jessica Andrush ကိုနိုင်တာပဲ Jessica Andrush က champion ဟာ huh? ်ဝေလေးကိုရှုံးပြီးတော့ချန်ပီယံပြုတ်သွားတယ်။ဝါနဲ့ရှက်ချန်ကိုနဲ့တဲပေးမယ်ထင်တယ်ဒီကောင်မလေးနဲ့။ရှက်ချန်ကိုနိုင်မရောမလဲဘောနော်။ဒါလေးရှာကြည့်ကြည့်လို့ကောင်း။ဒီကောင်ကတော့တချို့ကလည်း although နိုင်တယ်ပြောရပါဘောနော်။ဒါပေမဲ့သူကတော့ဟိုကလောက်ပါပြီ retire လောက်ပါပြီပေါ့။ဒိုစီ although อ๋อจ่าบิโอตะกะ38ล่ะ အဲ့လိုရှိပြီဟုတ်သုံးသက်ရှိဖို့ကောင်းလူငယ်ဒါတော့မှပဲ तू ကအဲ့ knock down နေပါသွားသေးတယ်အဲ့ although ထိုးလို့ဟောင်းလဲပုလို့ပဲလဲဝါရတယ်ပါတယ်ဒီထဲမှာပါမလားတော့မသိနော်အော် high key တွေပါရတယ်ချမ်းချက်အော်ဒီက although အမှန်တော့အော်ငယ်ရောလေမလွယ်ဘူးနော် 哦，都要破一片的说看。那种叫做德龙堡嘞，德龙啊，都看没哎嘛？我这个毒呢追来的，哎嘛，你刚才小木都批发的嘞，他们冬季的龙堡来着，都难的堡嘞呢。啊，就是奥多呢，艾曼扎哈比。 အိမ်မဆဟာဘီရဲ့ပေးတိုင်းပြရတာကနေဒါအော်ဒေါ်ရဒုံးတဲ့နိုင်မဲရှက်ချန်ကိုပဲနိုင်တော့ဘောနော်ဖီယိုရော့ကဘာမှမလုပ်နိုင်တော့ဖြစ်သွားတာဝင်လုံးမလို့ပဲသူကသူရှက်ချန်ကိုဝင်လုံးမို့ကမလွယ်ဘူးရှက်ချန်ကို striking ကောင်းတယ် uh take down defense ကောင်းတယ်သူကိုယ်တိုင်သူကအဲဒူးနဲ့ပေါ့နော်ဒူးအသားပေးနဲ့တွားဖို့လုပ်တော့ဒါပေမဲ့လည်း Shefchen ကိုကတော်တော်ကောင်း striking သူကခုဆိုကဘာတွေရှစ်ခါလာတော့မသိရပြီ वाई အဲ့တော့ဒီတရားလဲဆိုပေးနေအောင်ခံရအဲ့တော့မလဲနော် သူကသူ့လူတွေကနပန်းတက်ကြမယ်ထင်တော့အဲ့တော့နပန်းတက်တာသူပြင်းစရာကောင်းတယ်ဆိုပြီးတော့လူတွေကပြောတော့အဲ့တော့ဒီကောင်က Jack Delaman Mandalena ကိုရှင်ပြီးတော့ထိုးလိုက်တော့ရှင်ပြီးတော့ထိုးလိုက်တော့ရှုံးနေဖြစ်ကိုရောက်တော့ဗာဒါပေမဲ့လူတွေကလည်းသူ့ကိုဟိုငပြင်းစရာကောင်းတဲ့ကောင်ကြီးကနေပြီးတော့ငါတော့ချီကျူးသွားကြတော့ဗာဒါပေမဲ့ရင်းလိုက်တော့ကပတ်တစ်ခုတော့ပါသွားရဲ့ အဲ့လိုအဲ့လိုတနာဘကောင်းလဲဘလားလဲအမေဟိုကောင်းကဂျက်ကအာဒီခန်းစစ်ကောင်းတယ်သူ့ဟို wrestling နဲ့မလွယ်ဘူးဘယ်လိုသူလည်းတော်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 လှုပ်ထားတော့မနော် ုတ်ပြီတော့ခံရတယ်မလဲအော်အဲဒူးကဒူးနဲ့ဒူးနဲ့ကြည့်ကွဲပြဲဒါဒီတော့ဒီ water weight ပေါ့နော်ပေါင်190တန်းမှာ Jack Delamandelena ကနိုင်သွားတဲ့အတွက်ကြောင့် လန်ဘာဖြစ်သွားလဲဆိုတော့အစ္စလာမခါချက်က155ပေါင်ကပတ်ကိုစွန့်ပြီးတော့180ကိုတက်လာပြီးတော့ဒီကောင်နဲ့ချမှာများပြီးတော့155ပေါင်ကပတ်ကဗီကေလို့လဲပါနော်နော်စွန့်လို့လိုက်တာပေါ့အဲ့တော့အဲ့ဒီလစ်သွားတော့လွတ်လပ်သွားတော့လစ်လပ်သွားတော့ အဲ့လက်လက်သွားတဲ့ကပတ်ကိုဘယ်သူတွေထိုးကြမလဲဆိုတော့145ပေါင်းနဲ့တက်လာတဲ့ Ilia Taporia နဲ့ Charles Oliveira တို့ကကပတ်လူကြမှာများ weight တွေအဲ့လိုအပြောင်းလဲနေဖြစ်ကုန်တယ်တမဲအဲ့ဟိုကောင်းနဲ့ Jack နဲ့ Jack Della Mandel Mandelena နဲ့ Islam နဲ့ဘယ်တော့ထိုးမယ်တော့မသိဘူးဗောနော် ဒါပေမဲ့ပွဲကတော့ဒီဘလားရှုံးလိုက်တဲ့အတွက်အမေဘလားကဘလားမရှုံးဆိုရင်အစ္စလာမ်နဲ့အီလီယာနဲ့ခြားကြမှာပေါ့နော်ဒါပေမဲ့ဘလားရှုံးလိုက်တော့ဘလားသူတို့အဲ့ခါပြီးတော့အတင်းနဲ့အတင်းနဲ့လေ့ကျင့်မှုရပြလေ့ကျင့်မှုတော့လေ့ကျင့်မှုတဲ့အတွက်သူကထိုးရမှာအားနာနေကြတာပေါ့နော်အခုတော့ခြားကြမှာပေါ့အဲ့လိုမျိုးကဲဒါကတော့ကြံခဲ့တဲ့တပတ်ကပွဲပေါ့နော်မနေ့ပြန်ပွဲ ။လက်ဖြန်ပွဲဟာဒီဘက်ဒီဘက်မိုက်ကယ်မိုရာလက်ဆိုတာအဲ့အရင်တစ်ဘက်ကဟိုတစ်ဘက်ကထိုးရတဲ့ကာလို့စ်ပရာတက်စ်တို့လိုပဲ။သူကပူဆိုးတာဆိုရှုံးပွဲမရှိတဲ့ကော။သူကနောက်ဆုံးပွဲကိုကြည့်အောင်။နောက်ဆုံးပွဲကနီယိုမက်နီနီယိုမက်နီက ranking ရှိတယ်လို့။ ranking ရှိတဲ့ကောင်ကနှပန်းကောင်းတယ်။အဲ့တော့နှပန်းကောင်းတဲ့ကောင်ဘယ်လိုလုပ်ပါသေးလဲ။အဲ့လိုချုပ်တာတွေ့လား။အဲ့လိုချုပ်တာကအကြာကြီးပဲဟိုပတ်တထောင်ရဲ့ွာ။ ိုင်မှာပတ်တော့ရဲလဲရဲကိုင်းမှာမူးသွားမူးလဲမူးသွားရောမပတ်တော့ပတ်တော့ရဲကမူးသွားမူးလဲမူးသွားရောမပေါ်နေပြီးတော့ ground and pound ပေါ့နော်ဒါမှ vegan နေနေပြီအဲအဲအဲပထမအချီပထမအချီမှာလေဟိုကကျ vegan နေနေအဲမှာနားလည်းပဲဒီကောင်းကြီးကသူကကြောက်စရာရယ်သူက 16ပွဲယူခ16ပွဲမှာတပွဲမှမရှုံးသေးရဲ့ကောဟွန်း16ပွဲလာဟုတ်တယ်16ပွဲမှာတပွဲမှမရှုံးသေးဘူးဒီကောင်လေးကတော့ကျွေးကြမယ်နော် Gilbert Burns up Jack Della Mandalina ရှုံးလာတော့အဲ့တော့မနေ့ပြန်ကပွဲကောင်းမယ်ဗျာ Rodolfo Bellato Paul Creek อ๋อ Paul Creek Paul Creek က205ပုံပြန်တက်သွားပြန်ပြီအကောင်တော်ရရနော်185ပါထိုးလိုက်190ထီတော့ထိုးလိုက် Light Heavyweight ဆို205ပုံပြန်တက်သွားတယ်ဒီပွဲတော့ jam တယ်သူက Jiu-Jitsu တမ Paul Creek ကသူ့တော့မပြောတော့ Rodolfo Bellato တဲ့ will dig yourself. You call it Jen. Lightweight, you call it, yeah. Oh. You only it lightweight, my child. To the Aliza, I'm so, my child, Lieutenant. So dig. Myron Santos, Brazilian, whatever. Dustin Stoltz, Fuss. Name German, name, no? Uzbekistan. Hardy, oh, yeah, yeah. No, don't want to say so, right? ဘယ်မှမရှိလားဟောဟောတွေ့ကြောတော်များလားဗျ6.5ရတယ် middle way မှာထိုးတယ်185ပေါင်းမှာထိုးတယ်ကျောင်းကနေလည်းရကြည့်မို့ကလန်ကလာကြီးဖြစ်နေဖေဒဝေးဒီကောင်လေးကတော့ပေါ့လေးနေကောင်လေးကဘယ်လိုလဲမသိဘူး General Gordon ga. Oh, di gong prelim ar ang Sintonia. Diago Moises. E gong ni a diang asa nga pang gong ni lightweight. Lightweight na ba rin miyay ba? Ma na gate Green. gate Green la Gabi Green lam diyo. Matos Camilo. Ya di ye. Santos. May clip po yun na po yun ။ enclave ကြည့်ခြင်းနဲ့သူတွေတော့ဒီပွဲရတော့ကောင်းတယ်။ဒီနပွဲတော့ကြည့်ခြင်းတာ။ ball crane နဲ့ဒီနောက်ဆုံးပွဲ Michael Morales ။ဒီကောင်းလေးကျန်နေဆိုတဲ့ဒါပေမဲ့သူကနောက်ပိုင်းမှာရှုံးနေတယ်ထင်တယ်။အဲဟုတ်တယ်ဒီမှာဘာဘူဇာကိုရှုံးနေလိုပက်ဆိုရင်ဘာဘူဇာ145ပေါ့။ဒီလိုပက်ကလည်း145ပဲ။ အဲ့ကောဟုတ်တယ်145ပေါင်ကောဘူးလို့155ပေါင်တက်ထိုးတယ်ဘလာကောင်းလားဒါရောကြည့်ကောင်းပဲဗျာနော်ဒီကောင်လေးကကျမ်းမဲ့ကောင်းလေးဆိုတော့သူနှစ်ပန်းဝင်မလို့ရင်ကောင်းပါဘူး Gilbert Burns ကနှစ်ပန်းသမားလုံးတက်တာလာမဲ့ပွဲနေတယ်မှာ ီကောင်မိုက်မယ်တိလား dualish villain နဲ့ dualish villain နဲ့ omelly နဲ့ပြန်ထိုးကြမှာ omelly ရဲ့ wrestling ကိုကြည့်ရမှာပေါ့နော်ပထမပွဲကတော့ dualish villain က wrestling နဲ့နှိပ်စက်က wrestling cardio နဲ့နှိပ်စက်သွားတော့ omelly လည်းရှုံးသွားအာ usman နဲ့ buckley walking buckley ကအတန်းတက်မဲ့ပွဲပြားဒီကောင်ကကြတော့180မှာပေါ့180ထင်တယ်ဟုတ်တယ် well that way ပြခွန်းစမှာထူကြမှာ walking ကခုနှစ်အဒီကောင်ကတော့ hill နဲ့ route tree နဲ့ jamal hill ကဟိုကောင် yiri ကိုရှုံးထားတယ် route tree ကကျတော့အပူပူတန် alex behira ကိုရှုံးတယ်ဒါကတော့ islam fk လို့လဲလို့155ပေါင် champion လူကြမှာဒီကောင်ကတော့ bmf title သူက bmf champion max holloway ကဒီကောင်ပူရီရဲ့ ဒါသူအနားယူမဲ့ပွဲပေါ့နော်ပထမသူတို့စားစားခြင်းတော့ဟာ Max Holloway ရဲ့အဖွင့်ပွဲလားမသိအဲ့မှာ Borie ကိုရှုံးတာလေနောက်တော့155ပေါ်မှာတက်ပြီးတော့ challenge လုပ်တော့လဲ Borie ကိုရှုံးတာအခုဒါ155ပေါ်မှာထိုးကြမယ်ထင်တယ်ဟုတ်တယ် lightweight 155ပေါ်မှာထိုးကြမယ်ကျာ Maxa နိုင်ဖို့တော့မလွယ်ဘူးထင်တယ်။ကျွန်တော်ကြည့်ကြတော့ဗောနော။ Maxa 155ပေါ်မှာ Justin Gage ကို knock out ချတာ။ဒါကတော့ဗျာကျွန်တော်တို့ရဲ့တည်ရမလား။အမြဲရင်းနေနေတဲ့ RDA ဒီကောင်ကပွဲရတာတအားမြန်လား။သူကဟို Robert Whittaker သူ့ကိုထိုးมาတယ်။ပထမတော့ Robert Whittaker အနားယူလိုက်ပြီလို့ပြောလို့လည်းတည်တယ်မဟုတ်ဘူး။နောက်ဆုံးပွဲက Hamza Chimay Chimay Chimayev နဲ့ထိုးတဲ့ပွဲက Hamza ကချုပ်လိုက်လို့သွားတယ်အထဲဝင်တာလေ။အဲ့အဲ့ပွဲပြီးတော့သူအနားယူမလို့ပြောလို့လောက်ပြီးတော့ easy နဲ့တော့လေ့ကျင့်နေကြတယ်အခုတော့ RDR ကို take လုပ်မယ်ဆိုတော့ RDR အတန်းတက်မယ်ဒါတော့နော် RDR အတန်းတက်မယ်နိုင်မဲဗျ RDR နိုင်လောက်ပြောလို့မရဟောကြလို့ဖြစ်နေအရှာရာလည်းပြန်လာပြီအဒီအဘူနီကောကောင်းကောင်းတီးပလိုက်ရင်တပတ်ဝတ်တပတ်ကျော်တီးပလိုက်လစ်တာပြပြတ်သွား ပိုနေကလည်းလေ့ကျင့်နေတာလက်သွားကြည့်ပြတာတော့ upcoming upcoming နေတော့ကြည့်ကောင်းပါเนาะအဲ့ဒါနောက်တော့ကြည့်ကောင်းလို့ဘယ် DDP duplex C နဲ့ GMF ပွဲမပြတ်ပါသေးတဲ့ဆူတောင်းရယ်เนาะဝေးတော့ဝေးပါသေးတယ် August ကပွဲမပြတ်ပါသေးတဲ့ဆူတောင်းရယ် DDP က duplex C ကသူကဒဏ်ရရနေလဲဆိုပြီးတော့ပြောတာနောက်တော့မရဘူးလေမရဘူးဆိုတော့ပွဲရ debit လိုက်တော့ဗောနော် United States Abu Dhabi daga မှာဒီကောင်ကအဘူဒါဘီမှာနော်ထူးဆန်းတာမှာဒါကလည်း United States Wow, wow. အစားပိုင်းကျမှာထိုးမှာဝါးအလေး United States ဒါလေး United States Las Vegas Las Vegas and visa Nevada on con con era time you Blanchfield <laughs> ne papa ne da lunch free ကတော့ကြာဘူးလေ။ကဲ okay ဗျာ။ဒီပွဲမှာဘယ်သူနိုင်မထင်ကြတော့။ထင်ရမြင်ရ comment လေးတွေပဲရေးပြီးပါဦး။ကျွန်တော်တော့ဘယ်သူနိုင်မလဲမပြောတော့ဘူး။ဒါပေမဲ့ Burns ကအတွေ့အကြုံနဲ့ထိမ်းပြီးဆော့ပိုင်းနဲ့ Morales ရှုံးနေတာပေါ့နော်။ဒါပေမဲ့ Morales က25နှစ်ပဲရှိသေးတယ်။ဆိုတော့ပေါက်ကွဲကကောင်းတော့တက်လူကအာကြာလူကိုနှိပ်သွားမလား။အဲ့လားလဲတွေ့ရတော့။ကဲအားလုံးပဲ။ အဆင်ပြေတယ်ဆို like and share လေးနဲ့ subscribe လေးလုပ်ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေဗျာတတ်တာ